အလုံးမမင်္ဂလာပါခင်ဗျာ90 get soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့အခုလာမဲ့ဇွန်လ15ရက်နေ့ကနေဇူလိုင်လ14ရက်နေ့ထိကျင်းပမဲ့ကမ္ဘာကလပ်ဖလားပြိုင်ပွဲရဲ့အုပ်စုချစ်ခုတွေကအုပ်စု A ရဲ့အကြောင်းကိုကျွန်တော်တင်ဆက်မှာဖြစ်ပါတယ်ဒီကမ္ဘာဖလားပြိုင်ပွဲမှာအုပ်စု A ကနေအုပ်စု H ထိစုစုပေါင်း10အုပ်စုပါတယ်အဲ့ဒီအုပ်စုထဲမှာမှာအုပ်စု A ကထူးခြားတယ်ဗျဘာကြောင့်ထူးခြားလဲဆိုတော့ဒီထဲမှာပါတဲ့၄သင်းတီ တိုက်လေးတိုက်ကိုကိုစားပြုတဲ့အသင်း၄သင်းမတူညီတဲ့ကစားဟန်နဲ့တွဲဆုံနေကြတဲ့အသင်း၄သင်း CAF လို့ခေါ်တဲ့ African Bowling အဖွဲ့ချုပ်ကိုကိုစားပြုပြီးတော့ပါလာတဲ့ Egypt Club at Allah နောက်တစ်သင်းကတောင်အမေရိကတိုက်ကိုကိုစားပြုတဲ့ Comivo ကိုကိုစားပြုတဲ့ Brazil Club Palmeiras နောက်ထပ်တစ်သင်းဒီဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကိုကိုစားပြုတဲ့ Portuguese Club FC Porto နဲ့ဇွန်လမြောက်အသင်းဒီဒီပိုင်ပွဲမှာအင်ရှင်အဖြစ်ပါဝင်ခွင့်ရတဲ့ CONCACAF ဇုန်ထဲက စိတ်ကြီးမက်ဆီရဲ့အင်တာမိုင်ယာမီပဲဖြစ်ပါတယ်။ဒီကမ္ဘာဖလားမှာပါဝင်တဲ့အုပ်စုချစ်ခုထဲမှာအုပ်စု A ဒီအကျဆုံးအုပ်စုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအုပ်စု A မှာပါဝင်တဲ့အသင်းတွေဒီ32အသင်းရဲ့အဆင့်သတ်မှတ်ချက် ranking ကွာဟမှုလဲကျင်းပြောင်းတယ်။ပြီးတော့မတူညီတဲ့ကစားပုံတွေနဲ့ place time မတူညီတဲ့အသင်းတွေဖြစ်တဲ့အတွက်အုပ်စုကျပါတယ်။နံပါတ်1အနေနဲ့အဲအလာအသင်းဒီဒီနေရာမှာကျွန်တော်တို့ခုတောင်းပန်ထားစရာရှိတာကဒီအသင်းတွေဒီနာမည်ဘယ်လိုထွက်ရမှန်းတော့မသိတဲ့အခါ တို့ရဲ့အတန်ထွက်တွေကို Google တို့ YouTube တို့မှာရှာရပါတယ်ဗျအဲ့တော့တို့တွေအတန်ထွက်တဲ့အတိုင်းအတန်လိုက်ထွက်ရတာဖြစ်တဲ့အတွက်အတန်ထွက်ကိုယူထားတာဖြစ်တဲ့အတွက်ကိုလူတွေလက်ခံထားတဲ့အတန်ထွက်နဲ့တော့ကျွန်တော်တို့ပို့ပြီးတော့တိတဲ့လူတွေရဲ့အတန်ထွက်နဲ့တော့လွဲကျင်လဲလွဲပါလိမ့်မယ်ဗျာဒီသင်းဒီဒီပြိုင်ပွဲကိုအီဂျစ်ကိုစားပြုတ်ပြီးပေါဝင်ခွင့်ရပါတယ်ကမ္ဘာဖလားပြိုင်ပွဲကိုလာရောက်ရှင်ပြိုင်တဲ့32သင်းထဲမှာ ranking 22အဆင့်သတ်မှတ်ချက်22နေရာမှာရှိတဲ့အသင်းဖြစ်ပါတယ် ပြီးတော့ဒီအသင်းဒီ Egypt Premier League ရဲ့ဘယင်ကြီးဖြစ်ပြီးတော့လက်ရှိချန်ပီယံလည်းဖြစ်ပါတယ်2015 2016ရာသီကနေ2023 24 9ရာသီအတွင်းမှာ9နှစ်ဘုံဆွဲထားပါတယ်လက်ရှိရာသီ2024 25ရာသီဝက်ပြီးမှလည်းဇယားထိတ်ကိုဥဆောင်နေတဲ့အသင်းဖြစ်ပါတယ်ပြီးတော့ဒီအသင်းဒီ Africa တိုက်ထဲမှာတော့ African Giant ဆိုပြီးတော့နာမည်ပြောင်းရထားတဲ့အထိ African ဘောလုံးအဖွဲ့ချုပ်မှာတော့နာမည်ကြီးတဲ့အသင်းမှာ ီလွင်ရှေစားရဲ့အစ်ဂျစ်ကစားသမား၁၈ဦးအထိပါဝင်ပြီးတော့ဒီကစားသမားတွေနဲ့ပဲစုဖွဲ့ထားတဲ့အသင်းဖြစ်ပြီးတော့ဒီအသင်းတီဒီကမ္ဘာဖလောက်မှာဘိုးဆွဲဖို့ရေပန်းအစားသုံးအဆင့်၂၂နေရာမှာရှိပါတယ်။ဒီအုပ်စုကနေနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်အဆင့်၄နေရာမှာပဲအုပ်စုနောက်ဆုံးမှာပဲတတ်မှတ်ခံပေးထားရပေမဲ့ဒီအသင်းတီသူတို့ရဲ့အချက်အလက်မှတ်တမ်းတွေရတော့ကစားရခတ်တဲ့အသင်းဖြစ်ပါတယ်။ဒီအုပ်စုမှာပဲပါဝင်တဲ့နောက်ထပ်တစ်သင်းတီဘရာဇီးကလပ်ပါမီယပ်စ်ဖြစ်ပါတယ်။ ဒီအသင်းကိုတော့အခုချိန်မှာအသက်40နဲ့နောက်ပိုင်းလူကြီးတဲ့ဆိုကောင်းကောင်းသိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအသင်းဒီကျွန်တော်တို့ငငယ်တုန်းကကမ္ဘာကလပ်ဖလားပြိုင်ပွဲမှာဒီပါမီယတ်တို့ကိုရင်သီယန်တို့ဘတ်စကိုဒဂါမာတို့ဒီလိုအသင်းတွေဒီကျွန်တော်တို့တွေနဲ့ယဉ်နှီးတဲ့ကျွန်တော်တို့တွေကြိုက်တဲ့ဒီအော်ရပါတိုက်ကဘာစီလိုနာတို့ရီယယ်မက်ဒရစ်တို့မန်ချက်စတာယူနိုက်တက်တို့ဒီအော်ရပါချန်ပီယံအသင်းတွေကိုနောက်ကောက်ချပြီးတော့ခဏခဏဘိုးဆွဲသွားတဲ့အသင်းတွေထဲမှာပါမီယတ်လည်းပါတယ်။ဒီအသင်းဒီဒီကမ္ဘာကလပ်ဖလားပြိုင်ပွဲမှာအစဉ်လာရှိပါတယ်။ ဒီအုပ်စုမှာတော့အုပ်စုဘိုလ်ဖြစ်ပေါ်တိုနဲ့အပြိုင်နောက်တစ်ဆင့်ကိုတက်ဖို့ရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်။ပြီးတော့ဒီပြိုင်ပွဲမှာလာရောက်ရှင်ပြိုင်နဲ့32သင်းထဲမှာ ranking အဆင့်17နေရာမှာရှိတဲ့အသင်းဖြစ်ပါတယ်။ Roberto Carlos, Cafu, Rivaldo, Roque Jr. ဒီကမ္ဘာပေါ်လုံးလောကရဲ့ဂန်ဝင်ကြီးတွေခါဒီအသင်းမှာကစားခဲ့ရခြင်းနဲ့ဥရောပကိုပြောင်းချွေပြီးနာမည်ကြီးခဲ့ကြတာဖြစ်ပါတယ်။ ပြီးတော့လက်ရှိအာဆန်နယ်မှာကစားနေတဲ့ဂါဗရီယယ်ဂျေဆုတို့ရီယယ်မက်ဒရစ်အသင်းကအန်ဒရစ်တို့ဒီလိုကစားသမားတွေကိုနောက်ဆုံးထုတ်ကုန်နေဖြစ်ထုတ်ပြီးတော့ဥရောပကိုတင်ပို့ထားတဲ့အသင်းလက်ရှိအသင်းမှာလည်းဥရောပတိုက်ကအသင်းတွေစိတ်ဝင်စားနေတဲ့ရွေးပုံစီကစားသမားတွေများစွာပါဝင်နေတဲ့အသင်းဖြစ်ပြီးတော့ထူးခြားချက်အနေနဲ့ပေါမီယက်စ်တီငွေရွေနှုတ်ပြတဲ့အသင်းဖြစ်ပါတယ်ဒီအုပ်စုဟာပေါမီယက်စ်တင်အတွက်အုပ်စုကျတဲ့ဆိုပေမဲ့တစ်ဖက်မှာတွေးကြည့်ရင်ကံကောင်းပါတယ်ဘာကြောင့်လဲဆိုတော့မတူညီတဲ့ကစားဟန်နဲ့ကစားရမယ့်အချိန်မှာ သူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်လာနိုင်တာဒီ FC Porto အသင်းပဲရှိတယ်လို့ကျွန်တော်ကတော့ယူဆတယ်ဒီအုပ်စုအိမ်မှာဥရောပတိုက်ကိုကိုစားပြုပြီးဝင်ရောက်ချန်ပီယံခွင့်ရတဲ့အသင်းက FC Porto ဖြစ်ပါတယ်ဒီအသင်းကြောင့်ဒီကျွန်တော်တို့တွေတည်ပြီးသားကျွန်တော်တို့တွေနဲ့ယဉ်ညီကျွမ်းဝင်မှုရှိပြီးသား FC Porto ဒီ32သင်းထဲမှာရဂင်တမတ်ဆက်အဆင့်14နေရာမှာတတ်မှတ်ပေးခြင်းခံထားရပြီးတော့ဒီအုပ်စုပေါင်း PSG ရဲ့နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဒုတိယမြောက်ရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ် အင်တာဘိုင်ယာဘီတင်းကတော့အင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရတဲ့အမေရိကန်နိုင်ငံကိုပူဇော်ပြုပြီးတော့အင်ရှင်အင်းဖြစ်ပါဝင်ခွင့်ရတဲ့အတင်းဖြစ်ပါတယ်။လက်ရှိဒီအတင်းမှာတော့အဖိုးကြီးတွေဖြစ်တဲ့စိတ်ကြီးတို့ဂျော်ဒီအယ်ဗာတို့ဘူးစကွတ်တို့နောက်လူဝကြီးဖြစ်နေပြီဖြစ်တဲ့လူဝက်ဆော်ရက်စ်တို့ဒီကစားသမားတွေကဥဆောင်ပြီးလာပါပြီးတော့အင်တာဘိုင်ယာဘီအတင်းရဲ့ဒီပြဖြစ်သူကလည်းဒီကစားသမားတွေရဲ့အတင်းပေါ်ဖြစ်ခဲ့ဘူးတဲ့မာရှယ်ယာနိုရဲ့ဥဆောင်မှုနဲ့လာပါ အန်ဒမယာမေသင်းသည်အင်ရှင်အသင်းဖြစ်တဲ့အတွက်ပြိတ္တအာသာချက်ရှိတဲ့ကစားသမားတွေသည်ဒီကမ္ဘာကျော်ဘောလုံးသမားတွေတွေ့ကြုံရင်ကစားသမားတွေနဲ့လာမှာဖြစ်ပေမဲ့အဲ့ဒီသူတို့ရဲ့အဓိကကစားသမားတွေသည်တက်ကြီးပိုင်းတွေရောက်ပြီးတော့အမဲ့လုံတစ်တီးတွေဖြစ်နေပြီဗျမိနစ်60လုံးအပြည့်အဝကစားဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အရွယ်တွေရောက်နေကုန်သူသဖြင့်ဒီငရွယ်နုပြိုတဲ့အသင်းတွေဖြစ်တဲ့ပါမီယတ်စ်တို့အန်အလာတို့ဒီလိုအသင်းတွေနဲ့ကစားတဲ့အခါခက်ခက်ခဲခဲကစားရနိုင်တဲ့အသင်းဒါပေမဲ့အန်ဒမယာမေအသင်းသည် ိရှင်အသင်းဖြစ်နေတဲ့အတွက်တော့ဂျန်နဲ့သုံးသင်းအတွက်ပြဿနာနည်းနည်းရှိနိုင်တယ်ဒီအုပ်စုကနေနောက်တစ်ဆင့်ကိုတက်နိုင်ဖို့အတွက်ပေါ်တိုရဲ့နောက်မှာတတိယနေရာကရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ဒီအုပ်စုအိမ်မှာပါဝင်တဲ့၄သင်းဖြစ်တဲ့ပါမီယာဆယ်ပေါ်တိုရဲ့အင်တာမိုင်ယာမီရဲ့အဲအလာသင်းရဲ့ဒီလေးနေတဲ့ကအုပ်စုပထမနဲ့အုပ်စုဒုတိယရတဲ့နှစ်သင်းဒီနောက်တစ်ဆင့်ကိုတက်ရမှာဖြစ်ပါတယ်နောက်တစ်ဆင့်ရောက်ပြီဆိုတော့ねအုပ်စု A ဟာမတန်ပွဲကြပါတယ်။ဘာကြောင့်လဲဆိုတော့အုပ်စု B မှာပါဝင်တဲ့အသင်းတွေကိုကြည့်ရင် Atletico Madrid အသင်းပါတယ် PSG ပါတယ် ်ပြီးတော့ Brazil Club Botafogo အသင်းပါတယ် Major League Club Seattle Sounders အဲ့ဒီ၄သင်းထဲက၂သင်းနဲ့ထိပ်တိုက် တွေ့ရမှာဆိုတော့ Osu A ဟာ Osu ပြိုင်ပွဲတွေပြီးရင်နောက်တစ်ဆင့်အတွက်တောင်ပြောင်းလဲချက်နည်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့နောက်ဗီဒီယိုမှာ Osu B နဲ့ပြန်လည်တွေ့ဆုံပါမယ်ဗျာဆုံးဒီလိုက်ကြည့်ပေးကြရတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ချင်းမြန်ဆုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ